မြန်မာနိုင်ငံတဝမ်းလုံးအင်အားပြင်းကလေးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့မှာစစ်ကောင်စီတပ်ကတောင်ပြည်နောင်ချုံမြို့နယ်နောင်လင်းရွာကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီတပ်ရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုတွင်မှာအခြေခံပညာစာတင်ကျောင်း၂ကျောင်းအပါအဝင်ရတားနေ၃အိမ်ထပ်မံထိခိုက်ပျက်စီးခဲ့ပါတယ်ထိခိုက်ပျက်စီးသွားတဲ့နေအိမ်တွေထဲမှာဦးသိန်းစော်ဦးစိုးတပ်နဲ့ဦးမျိုးဝန်းတို့နေအိမ်တွေဖြစ်ပါတယ်စစ်ကောင်စီတပ်အနေနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နောင်လင်းရွာကို Jet Fighter မျိုးစားတိုက်လေရင်နဲ့ ပေါင်150ဘုံနှလုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ26ရက်နေ့ကလည်းနောင်ချိုမြို့နယ်ထက်ကအိုမခါရွှေညုံပြည်နယ်30ကျေးရွာတို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့အရတား၄ဦးထပ်မင်းထိခိုက်သေဆုံးသွားခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာအရတားလူထုတွေကိုအယူအချက်ရှိရှိလေကြောင်းကနေဘုံကျဲတိုက်ခတ်နေတာကြောင့်မိဘပြည်သူတွေအနေနဲ့လက်ရှိမှာတဘွားဘေးအနေကနေဘေးကင်းစေဖို့အထူးဂရုပြုနေထိုင်သွားရမှာဖြစ်တယ်လို့စစ်ကောင်စီတပ်ရဲ့လေကြောင်းအနေအတွက်လေကြောင်းရံကာကွယ်ရေးဆိုင်ရာနေလိုက်တွေကိုလည်း အမြဲတစေလိုက်နာဖို့လွယ်ကြောင်းတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာကျွန်တော်မိုင်အင်ကိုပါ